မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာလေပြင်းတိုက်ခိုက်မှုနဲ့ငလင်တန်းတဲ့ဒေသတွေအတွက်မိုးတရီပေးချက်ဆက်ရှိနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖြတ်အားပြင်းငလင်တန်းကိုပြင်းထန်စွာခန်းဆားခဲ့ရတဲ့နေပြည်တော်မှာဧပြီလ9ရက်ည9နာရီခွဲဝန်းကျင်ကစတင်ပြီးလေပြင်းများတိုက်ခတ်နေကြောင်းဒေသခံတွေကပြောပါရယ်။ဒါအပြင်မြန်မာနိုင်ငံတဝန်းမိုးရွာသွန်းနိုင်မဲ့တရီပေးချက်ကိုစစ်ကောင်စီရဲ့မိုးစလဌာနကဆက်လက်ထုတ်ပြန်ထားပါရယ်။နေပြည်တော်မှာလေပြင်းတွေတိုက်နေတဲ့လေကတစ်ချက်တစ်ချက်ပြင်းထန်ပြီးကြံ့အချိန်မှာ တော့ပုံမှန်ပါပဲလို့ဒေသခံတအုပ်ကပြောပါတယ်။ဒေသခံတအုပ်ရဲ့အဆိုအရဒီကနေ့ည9:45မိနစ်အထိနေပြည်တော်မှာမိုးရွာသမှုမရှိသေးကြောင်းသိရပါတယ်။ဒီကနေ့ညမှာရှမ်းကုန်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းမွန်ပြည်နယ်မန္အေယာဝတီတိုင်း ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမိုးရွာသွန်းမှုနဲ့အတူလေပြင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီမိုးစလာရင်ည6:00နာရီကျော်တိုင်းထွာချက်တည်းအရပင်ကလန်းပင်နယ်အော်မှာဖြစ်ပေါ်နေတဲ့နေပြည်တော်နဲ့ရေဝန်ဟာဆက်လက်တရှိနေစေဖြစ်ကြောင်းဖော်ပြပါတယ်။ဒီနေ့ညအေပြီလ15ရက်ထိငလင်တန်ကိုပြင်းထန်စွာခန့်စားခဲ့ရတဲ့နေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းပါဝင်မြန်မာနိုင်ငံတော်မှအချိန်ခါမှမိုးရွာသွန်းမှုတွေဖြစ်ပေါ်နိုင်ကြောင်းမိုးစလာဌာနကတတိပေးထားပါတယ်။ ြည်သူများအနေနဲ့အချိန်ကာမှုမွေးရခြင်းနဲ့အတူလေပြင်းတိုက်ခိုက်မှုမို့ထစ်ချောင်းရှင်၊မိုးကြိုးပစ်ခြင်း၊ပျက်စီးလက်ခြင်း၊မိုးသီးကျွေခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိထားဖို့မိုးစလကထုတ်ပြန်ထားပါတယ်။တားအပြင်မကွေတိုင်းစကိုင်းတိုင်းအောက်ပိုင်းကရင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ပေါ်နေပြီးမိုးရွာသွန်းမှုနဲ့အတူလေပြင်းတိုက်ခိုက်ခြင်း၊မိုးထစ်ချောင်းခြင်း၊မိုးကြိုးပစ်ခြင်း၊ပျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းတို့ဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုဖို့လည်းမိုးစလကသတိပေးထားပါတယ်။မိုးလေ ဝတ္တလီလာသူဦးဝင်းနိုင်ကလည်းမြန်မာနိုင်ငံမှာမိုးရွာနိုင်တဲ့အလားအလာရှိတဲ့အတွက်ငလင်ဘေးတင်သူများအတွက်အမိုးအကာများစီစဉ်ဆောင်ရွက်တင်ကြောင်းရှုပ်တရက်မိုးများနိုင်မှုနဲ့ရှည်ကြီးနိုင်တဲ့အန်ဒီယန်ရရှိလာနိုင်ကြောင်းလူမှုကွန်ရက်မှာတစဉ်တတိပြထားပါရယ် ။ငလင်ပေးကြုံထားတဲ့ဒေသများရှိမြေအောက်မြေလူလွာတွေကမိုးရွာပါကမြေပြိုခြင်းမြေကျွန်းခြင်းစတဲ့အခြေအနေများဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်းထည့်သွင်းစဉ်းစားဖို့လည်းဦးဝင်းနိုင်ကအကြံပြုပါရယ်။ပြီးခဲ့တဲ့မလ28ရက်ကလုံခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပြီးအခုခါမိုးရွာသွန်းမှုဖြစ်ပေါ်လာနိုင်တဲ့အလားအလာကိုငလင်ပေးတဲ့ပြည်သူတွေကစိုးရိမ်နေကြပါရယ်။လက်ရှိမှာငလင်ပေးတဲ့ဒေသတွေမှာကုညီကေစိန်လုပ်ငန်းများဆက်လက်ဆောင်ရွက်နေစဉ်ဖြစ်ပြီးငလင်တန်းခန်းစားကြရသူတွေက က၎င်းတို့ယင်းနေအိမ်ဒီမှာပြန်လည်နေထိုင်မှုမဖြစ်နိုင်သေးပေလမ်းမများကွင်းပြင်များမှာယာယီတဲများထိုးကနေထိုင်နေရဆဲဖြစ်ပါတယ်နောက်ထပ်တပုံးအနေနဲ့ကာပါစာရီကိုတအားပီးနေတဲ့တညောင်တအားပီးစံယုံကို PDF တိုက်ခိုက်ပြီး80ရာခိုင်နှုန်းကပြန်စည်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းတွင်းရှိစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းစံယုံကာပါစာ20 21 25နဲ့ အမတ်ကိုလီကျောင်းရဲ့ကာကွယ်ရေးကုကဲမှုစစ်စင်ရေးဌာနချုပ်တွေကိုအဓိကတာအပင်းနေတဲ့စလင်းမျိုးနဲ့တွင်ရှိတညောင်တာအပင်းဆက်ရုံကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ရာဆက်ရုံရဲ့80ရာခိုင်နှုန်းထိပြက်စီးသွားကြောင်းတော်လိုင်းတပ်ဖွဲ့တွေစီကတရားပါရယ်သူတို့စကားစရီလုံကြုံရင်အပြည့်စုံထားပြီးပြင်ဆင်မှုတွေလုပ်နေတယ်သူတို့အချင်းပြန်ပြင်ရတယ်ဒါပေမဲ့ချက်ချင်းပြန်ပြင်နိုင်တဲ့အနေထားတော့မဟုတ်ဘူးဆက်ရုံကတော်တော်ပြက်စီးသွားတာလို့တောင်းဆင်အောင်တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါရယ် တညောင်တအားခွဲယုံကိုတော်လိုင်းတပ်ဖွဲ့တွေကမလ31ရက်မနက်9:00နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား30နဲ့တအားခွဲယုံမှုအရာရှိနှောင်းတင်ဆောင်သွားကြောင်းနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းပမာတက်တော့ဘာမာအာမီကဧပြီလ6ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်တိုက်ပွဲကအချိန်၄နာရီကျော်ကြာမြင့်ခဲ့ပြီးကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုလျက်စစ်ပို့လို့နေတဲ့တအားခွဲယုံရှိ Transformer အလုံး80ကျော်တိပြည့်စည်သွားကြောင်းပမာတက်တော်ကဖော်ပြပါတယ် တောင်စီအောင်တပ်ဖွဲ့မှတာဝန်ရှိသူတောက်ကလက်ရှိမှာလျှက်စစ်မီမီယာလိုကပ္ပစာရီမလဲပတ်နိုင်သေးတဲ့အနေထားပါလို့ပြီးခဲ့တဲ့မိနစ်ပိုင်းတွင်မှပြောပါရယ်။တိုက်ပွဲဖြစ်ပွားပြီးရင်နောက်အဲ့ဒီနေမှာပဲစစ်ကောင်စီတပ်ဖွဲ့ကလင်းရင်တောင်စီနဲ့တညောင်တာအကွင်းရုံနဲ့အနီးနားမှာရှိတဲ့ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာဒေသခံပြည်သူ၂000ကျော်ထွက်ပြေးနေရကြောင်းသိရပါရယ်။ အဲ့ဒီနောက်စိတ်ဖြူမျိုးနယ်မှာအင်အားတင်ရကျော်ပါစစ်ကောင်စီစစ်ကြောင်းကတညောင်တားခွင့်ရုံမှာကြန့်ရှိတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းပြီးအနီးအနားကျေးရွာတွေကိုစစ်ကြောင်းထုံးမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းတွေကစင်ဖြူချင်းစလင်ဘက်ကိုထပ်ထွက်လို့မင်းက AB 6ရက်နေ့မှာကျွန်တော်တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ထားသေးတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပါတယ်။ကာကွယ်ရေးဖြစ်စည်းဆိုင်ရုံကပ္ပစ20ကစေတုဒ္ဒရာမျိုးနယ်တွင်မှာတရှိပြီးလင်းရင်နဲ့ဘုံချဲတက်ခတ်ရမှာအတုံးပြူတဲ့လင်းရင်ဘုံများထုတ်လုပ်တဲ့စက်ရုံတစ်ခုဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကဆိုပါတယ်။ အလားတူကပ္ပစ21ကလည်းစေဖြူမြို့နယ်မှာတည်ရှိပြီးကပ္ပစ25ကစောမြို့နယ်တွင်တည်ရှိတဲ့စစ်ကောင်စီရဲ့တောက်တိုင်ဆက်ယုံများဖြစ်ပါရယ်စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းဆက်ယုံတွေကိုတအားပို့လွှတ်နေတဲ့တညောင်တအားပြင်းဆက်ယုံကိုဗမာတပ်တော်အမှတ်3စေဦးစီကိုကဲရီမှုမှဦးစီလျက်ဗမာတပ်တော်တရင်909ပောက်တောင်ပိုင်းကျမ်းမာရင်နဲ့တူနာပြူတပ်ပွဲတောင်းစစ်အောင်လုပ်ခဲ့ပြီးတည်းရမေဘူးခိုင်တက်တရင် တန်ကုန်းခရိုင်ပူပေါင်းတပ်ဖွဲ့စလင်းမြို့နယ်ဘာကဖတပ်ဖွဲ့စိတ်ပြူမြို့နယ်ဘာကဖတပ်ဖွဲ့မကွေးတိုင်းဒရုန်းလက်ယုံတပ်ဖွဲ့မင်းဘူးခရိုင်လက်ယုံတပ်ဖွဲ့တို့မှပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ။နောက်ထပ်တပုံးအနေနဲ့ခင်ဦးနဲ့တောင်သားမှာစစ်တပ်တပ်ဆွဲထားတဲ့ပြင်တောင်ပြူစောတိရွာနယ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်တိဆုံမှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်ပြင်တောင်ပြူစောတိရွာကိုလက်နက်ကြီးတွေနဲ့ပြက်ကတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်တိဆုံမှုရှိကြောင်းပြည်သူ့ကာကွယ်ရေးဖွဲ့ရှင်ဦးမြို့နယ်ပကဖတာဝန်ခံကတရင်ဌာနကိုပြောပါရယ်။အေပြီလလီရက်နေ့နေ့လယ်2နာရီမိနစ်50ခန့်မှာခင်ဦးမြို့နယ်ပြင်တောင်ပြူစောတိရွာကိုရှင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကလက်နက်ကြီး80မမ55လုံးနဲ့ပြက်ကတ်တိုက်ခိုက်ခဲ့ ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိတော့လဲအရှိအတွက်ကိုအတီးပြုတ်နိုင်ခြင်းမရှိသေးကြောင်းတော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာခဲ့ကြောင်းသိရပါဗျ။ အလားတူမန္တလေးတိုင်းတောင်တာမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော်တီများကိုကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းတောင်တာပြည်ပဒက်ဖန့်စ်ဘုတ်ကဆိုပါတယ်။မလ25ရက်နေ့မှာမြင်းကျံမြို့နယ်မှာတောင်တာမြို့နယ်နမ်မြင့်တောင်စီစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ကန်ပါရှိတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှအထင်အားလာကြောင်းမိထီလာလီတပ်မှဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကို ုအတည်ပြုနိုင်ခြင်းမရှိဘဲတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တိုင်ကြီးမြို့ရှိကပ္ပစစတက်ကိုဒုံးနဲ့ပြခတ်တိုက်ခိုက်မှုစစ်တပ်မှ9ဦးသေဆုံးပြီးစစ်ချောက်ဦးတရရကလက်နက်ငယ်ဆံယုံရှိခါနဲ့ခဲရန်ကိုရောင်မီလောင်ပြစီရဲ့ကြောင့်တင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတိုင်ကြီးမြို့နယ်ရှိစစ်ကောင်စီရဲ့အမှတ်စတင်ကာကွယ်ပြစီဆံယုံကပ္ပစစတက်ကိုဒုံးနဲ့ပြခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်မှ9ဦးသေဆုံးပြီးစစ်ချောက်ဦးတရရရှိခဲ့တယ်လို့ Arbon Special Operation မှအဖွဲ့ဝင်တောင်းကပြောကြားခဲ့ပါတယ်။အပြည်လ၄ရက်နေ့ည9:30အချိန်ရန်ကုန်တိုင်းတိုင်ကြီးမြို့နယ်ရှိကပ္ပစစတက်ကိုမြို့ပြ အထူးစစ်စင်ရေးဖြင့်တာဝေးဖြင့်မစ်ဆိုင်းတုံးနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုမှာစစ်ကောင်စီအတွက်လိုအပ်တဲ့လက်နက်ခဲယံနှင့်အစိပ်ပိုင်းများကိုကာမစာစတင်မှတစဉ်ထောက်ပံ့ပို့နေခြင်းကြောင့်ဖြစ်ကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ကြီးရှိကာမစာစတင်ရှိလက်နက်ငယ်စက်ရုံပျက်စီးသွားပြီးရိခါကိုရောင်နှင့်ခဲယံကိုရောင်မိလောင်ပျက်စီးမှုရှိခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့အရာရှိနဲ့တပ်သား16ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး9ဦးသေဆုံးခဲ့ကြောင်းတပ်တွင်းသတင်းရင်းမြစ်တွေကိုကားပြီး US ကသတင်းထုတ်ပြန်ထားပါသည်။ စစ်ကောင်စီကတိုက်ခိုက်မှုကြောင့်ကာဘာဆာဆက်တဲ့တည်ဆုံထိခိုက်ပျက်စီးမှုတရင်ကိုမထွက်စေဖို့အချင်းချင်းစစ်ဆေးမှုတွေလှုံ့ဆော်ခြင်းလုံခြုံရေးတုံ့ပြန်ခြင်းအရဝတ်မာဖီများနဲ့ပူးပေါင်းခြင်းနေရာနဲ့နယ်မြေရှင်းလင်းမှုတွေလှုံ့ဆော်နေပြီးလုံခြုံရေးတတိပြုကြဖို့တတိပေးပါရယ်အဲ့ဒီစစ်ဆေးရေးမှာ Shadow SAF ကပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီးစစ်ကောင်စီရဲ့စီးပွားရေးပိုင်ဆိုင်မှုတွေပြင်ပတ်သက်ဆွနယ်သူများပတ်သက်ဆွနယ်သူများကိုစည်ရေးပြမှတ်ပြမဟာမိတ်များနဲ့ပူးပေါင်းပြီးစစ်ဆေးရေးဖော်ဆောင်သွားမှာဖြစ်ကြောင်းထုတ်ပြန်ကြေညာပါရယ် ဆက်လက်ပြီးငလင်ပေးကြုံနေရခြင်းမိုးနဲ့လေပြင်းအားဖြင့် NUG သတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရဝန်တစ်ခုဖြစ်ပေါ်နေပြီးငလင်ပေးတင်ဒေသတွေဖြစ်တဲ့ Sky Time Mentally တိုင်းပဲခူးတိုင်းနဲ့ပြည်နယ်နဲ့မှာလာမယ့်24တိုင်းအတွင်းမိုးရွာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ BNN ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတတိပေးပါရယ်။အိန္ဒိယမိုးလေဝသဌာနရဲ့ မှန်ချက်တွေအရဘင်္ဂလားပင်လယ်ော်တောင်ပတ်ပိုင်းမှာလီဖီးယားနဲ့ရန်ဝန်စတင်ဖြစ်ပေါ်နေခြင်းလို့ထုတ်ပြန်ထားပါတယ်။ ABLA ရှိရမ48နိုင်အတွင်းဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းမှာဆက်လက်ရွေးရှားနိုင်ကလီဖီးယားနဲ့ရန်ဝန်ရဲ့အရှိန်အကြောင့်မြန်မာနိုင်ငံမှာမိုးရွာနိုင်ခြင်းလို့ရှင်းပြထားပါတယ်။မိုးလေဝသခန့်မှန်းတွက်ချမှုတွေမော်ဒယ်ရီအဆိုအရအဆိုပါလီဖီးယားနဲ့ရန်ဝန်ကဆက်လက်အကောင်လာခြင်းမရှိကြောင်းခန့်မှန်းထားတော်လဲအချိန်နဲ့မျှစောင့်ကြည့်ရန်လိုအပ်တယ်လို့ထုတ်ပြန်ထားပါတယ်။ ငလင်ဘေးတင်ပြည်သူတွေအနေနဲ့မိုးရွာသွန်းခြင်း၊စိုက်စင်းလေပြင်းတိုက်ခိုက်ခြင်း၊မိုးဒိန်တောင်များဖြစ်ပေါ်ခြင်းတို့နဲ့အတူနောက်ဆက်တွင်ကျန်းမာရေးဆိုင်ရာအန္တရာယ်တွေကိုအထူးသတိပြုနိုင်ကြဖို့လည်းသတိပေးတိုက်တွန်းထားပါတယ်။ AB 9ရညကမန္တလေးနဲ့စကိုင်းမြို့မှာမိုးတက်လေပြင်းကျခဲ့ပြီးငလင်ဘေးတင်သူများကင်းစင်အဖွဲ့များအခက်အခဲကြုံတွေ့ခဲ့ရပါတယ်။ AB 6ရက်မနက်ပိုင်းကလည်းမန္တလေးမြို့မှာမိုးဆက်ရွာခဲ့တယ်လို့ AB 9ရက်မနက်ပိုင်းနဲ့ညနေပိုင်းမှာရှမ်းပြည်နယ်ရှမ်းကုန်းတိုင်းနေပြည်တော်ပဲခူးတိုင်းနဲ့ AR တိုင်းတို့မှာမိုးရွာပြီးလေပြင်းများတိုက်ခိုက်ခဲ့တယ်လို့သတင်းမှာဖော်ပြ Ya